မင်္ဂလာပါခင်ဗျာအဲ့ဒီမြန်မာကနေပြီးတော့နိုဝင်ဘာလ29ရက်နေ့မြန်မာနိုင်ငံတဝက်မှာရှိတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေတဲ့ကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးလို့ရဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ဘီလာရုမြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်အတွက်ဂျားဝင်နှောက်ယှက်မဲ့ပုဂ္ဂိုလ်တွေကိုဂရုမပြုပဲရှေ့လျှောက်ပြီးပူးပေါင်းဆောင်ရွက်မယ်လို့ဘီလာရုနိုင်ငံသမ္မတပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဘီလာရုမြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်အတွက်ဂျားဝင်နှောက်ယှက်မဲ့ပုဂ္ဂိုလ်များကို ဂယုမဆိုင်ပဲရှေ့လျှောက်ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဆောင်ရွက်သွားမှာဖြစ်ကြောင်းဘီလာရုသမ္မတနိုင်ငံသမ္မတမစ္စတာလက်ဇန်နာလူကာရှန်ကိုကပြောကြားသိရပါတယ်မြန်မာနိုင်ငံတော်ယာယီသမ္မတရဲ့ဖိတ်ကြားချက်အရဘီလာရုသမ္မတဟာမြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ခီးစဉ်ဖြင့်နိုဝင်ဘာလ28ရက်နေ့မှာနေပြည်တော်သို့ရောက်ရှိပြီးနိုဝင်ဘာလ28ရက်နေ့နနက်ပိုင်းမှာမြန်မာနိုင်ငံတော်ယာယီသမ္မတကဘီလာရုသမ္မတအားနေပြည်တော်ရှိသမ္မတအိမ်တော်မှာလက်ခံကြိုဆိုတွေ့ဆုံခြင်းဖြစ်ပါတယ် မြန်မာနိုင်ငံတော်ယာယီသမရနဲ့ဘီလာရုသမရတို့ကသတင်းစာရှင်းလင်းပွဲအတူတကွပြုလုပ်ပြီးအဆိုပါသတင်းစာရှင်းလင်းပွဲမှာဘီလာရုသမရနိုင်ငံသမရကအထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်နှစ်နိုင်ငံအတွက်အရေးကြီးတဲ့ဆွေးနွေးမှုတွေကိုဆွေးနွေးခဲ့ပါတယ်နှစ်နိုင်ငံကြားမှာစီးပွားရေးဆိုင်ရာကိစ္စရပ်များစက်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များသိပ္ပံနဲ့နည်းပညာဆိုင်ရာကိစ္စရပ်များစစ်ဖက်ပူပေါင်းရေးဆိုင်ရာကိစ္စရပ်များအဆရှိတဲ့အရေးကြီးတဲ့ခံကဏ္ဍတွေကိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်အတွက်မိသည့်ပုံကမှဂျောင်းဝင်နှောက်ယှက်မှုမရှိတော့လေဒီဟာတွေကိုဂရုမပြုဘဲနဲ့ရှေ့လျှောက်ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလေးထားဆောင်ရွက်တော့မှာဖြစ်တယ်လို့ဘရာဟုသမရနိုင်ငံသမရကပြောကြားတယ်လို့သိရပါတယ်အခုတွေ့ဆုံဆွေးနွေးမှုများမှာရရှိလာတဲ့ရလဒ်များအရာမြန်မာနိုင်ငံအတွက်လွဲချက်ရှိနေတဲ့လွဲချက်အလုံးကိုဘီလာရုသမရနိုင်ငံဘက်မှဖြည့်ဆည်းပေးနိုင်တယ်လို့ဘီလာရုဘက်မှလွဲချက်ရှိနေသူကိုလည်းသက်ဆိုင်ရာပစ္စည်းများကိုမြန်မာနိုင်ငံကဖြည့်ဆည်းပေးနိုင်မယ်ဆိုခြင်းကို သဘောတူချက်ရရှိခဲ့ကြောင်းဘီလာရုသမရနိုင်ငံသမရကဆက်လက်ပြောကြားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဘီလာရုနိုင်ငံသမရမစ္စတာလက်ဆန်နာလူကာ ရှန်ကူဟာနေပြည်တော်တက်မတော်လေးစိမ့်မှာတစ်ဆင့်ပြန်လည်ခတ်ခွာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတော့ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ဘူးကြီးမင်းအောင်လိုင်ရဲ့ဖိတ်ကြားချက်အရမြန်မာနိုင်ငံသို့တရားဝင်ချစ်တီအခီးရောက်ရှိနေတဲ့ဘီလာရုသမရနိုင်ငံသမရမစ္စတာလက်ဆန်နာလူကာ ရှန်ကူဟာ နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းကနေပြည်တော်တပ်မတော်လေးစင်းမှတဆင်အထူးလျင်ဖြင့်ပြန်လည်ထွက်ခွာရာဘီလာရုသမ္မတနိုင်ငံသမ္မတမစ္စတာလူကာရှမ်ဘူဦးဆောင်သောကိုယ်စားလှယ်ဖွဲ့အားနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့တာဝန်ရှိသူများကလေးစင်းမှပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တရားဝင်စေကူတာခွင့်မရှိဘဲဆရာဝန်နဲ့အထူးကူထားရှိတဲ့နေပြည်တော်ကကျေးမွန်စေယုံလုပ်ငန်းရဆိုင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်တခိနာတီးမြို့မှာရှိတဲ့ကျေးမွန်စေယုံဟာ လိုင်စင်တက်တန်းကုန်နေတဲ့အပြင်တရားဝင်စေကူသားဖွင့်မရှိတဲ့ဆရာဝန်တွေအထုကုတွေထားရှိတဲ့ကျင်းမုံစေယုံကိုလူနာတွေအကျွတ်အတွက်လုပ်ငန်းရပ်ဆိုင်ထားရတယ်လို့ကျမ၏ဝန်ကြီးဌာနကမီဒီယာတခုရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားထားကြောင်းသိရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေကကျင်းမုံစေယုံကိုရှောက်တခင်ဝဲရောက်စစ်ဆေးစင်မှာအခုလိုတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်တပြပြီးလို့တဲ့သတင်းပုတ်ကတော့ရန်ကုန်တိုင်းဒေသကြီးတွင်ခီးစဉ်ဆုံးထိပြေးဆွဲပဲကားပြောင်း၍တင်ဆောင်သော ဝိုင်းပြည့်ရင်များပုံမှုများပြားလာတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒေသကြီးအတွင်းပြေးဆွဲနေသောဝိုင်းပြည့်ရင်များဟာခုနောက်ပိုင်းမှာခီးစဉ်ဆုံးသည့်မပြေးဆွဲပဲအခြားသောရင်များဖြင့်ပြောင်းတည်၍တင်ဆောင်ပေးသောဖြစ်ရများပုံမှုများပြားလာကြောင်းကိုယ်တိုင်ကြုံတဲ့သူများထံမှသိရပါတယ်။ယခင်ကကဆိုင်နေဝင်ချင်းရောက်ချိန်မှာကဆိုင်တွင်ဂတ်ထည့်ရန်ဆောင်းဆိုင်သောရင်စည်ရေနေပါနေတဲ့အချိန်မျိုးမှာဂတ်မလုံလောက်တော့ကြောင်းအကြောင်းပြကရင်မော်ပါခီးတဲ့များကိုဆင်ခိုင်းပြီးလိုင်းတူအခြားရင်များဖြင့် ပြောင်းရွေ့တည်ဆောင်ခြင်းများရှိပြီးလူနောက်ပိုင်းမှာတော့ခီးစဉ်အဆုံးထိမပြေးဆွဲတော့ဘဲလိုင်းမတူတော့တဲ့အခြားရင်များဖြင့်တင်ဆောင်သေးခြင်းများရှိလာခဲ့ပါတယ်။ဂတ်ဆိုင်နဲ့စီဖြည့်မဲ့ကနဲနေတဲ့ချိန်ဂတ်မလောက်တော့ဘူးပြောပြီးကားပြောင်းစီခိုင်းနေခီးစဉ်တွေကလိုင်းတူကားနောက်တစ်စီးရောက်ဖို့အခြားကြီးဆောင်ရတာမျိုးရှိတယ်။ရောက်လာပြန်တော့လေအဲ့ဒီကားမှာငကူကပါလာတဲ့ခီးစဉ်နဲ့ဆိုတော့ပြစ်သိပ်ကျက်နေရောအခုကပိုဆိုးပါတယ်။ဒိတ်ဆုံးထိမဆွဲတော့ဘူး။တခြားလိုင်းကတမားတွေကိုခီးစဉ်ဗနယောက်စားအတွက်ဘော်ဒါကြီးဆိုတာပေးပြီး ကားပြောင်းတင်ပြတာတွေရှိတယ်။ဒီလိုလမ်းမှာကားပြောင်းရတော့အချိန်လေးကြန့်ကြာတဲ့အပြင်အခက်အခဲလေးဖြစ်ရပါတယ်လို့ကိုယ်တိုင်ကြုံတွေ့သူတို့ကပြောပါတယ်။ထို့သောဂိတ်ဆုံးထိမပြေဆဲသောကားပြောင်းတွေတင်ဆောင်မှုကိုကက်ဆိုင်များမှာတရှိရာနေရာမှန်းမှာ၎င်းတငင်းကုန်းလမ်းစုံ၊တမာကုန်းလမ်းစုံ၊ထောက်ချက်လမ်းစုံ၊စံပြဈေးစတဲ့နေရာများမှာအများဆုံးလှုပ်ဆောင်နေကြပြီးစုလိအုပ်ကံတိုက်ရိုက်ရင်လိုက်ဖြစ်သော YBR 106လိုင်းပင် ဂိဖျားဖြစ်တဲ့၆ထက်ယုံမှတ်တိုင်များမှာကက်စွားထဲ့မြူဆိုတာဂိဖျားမှာစီးနေလာတော့အုတ်ကန်သွားမဲ့ခီးတယ်များကိုမတင်ဆောင်မဲအလွတ်မောင်းနေသွား၍စံပြစေးရုံဤရှိစိန်ကျုံမှတ်တိုင်ရောက်မှသာခီးတဲ့တင်ဆောင်ခြင်းများရှိခဲ့ကြသော ကိုတိုင်ကျုံသိသောခီးတယ်များထံမှသိရပါသည်။မြို့တွင်ခီးပို့ဆောင်ရေးဟာယခင်မထာတာခက်ကအလားတူဂိဆုံးတီမပြေဆွဲဘဲအခြားသောရင်များဖြင့်အပြောင်းလဲတင်ဆောင်မှုများခဲ့ပြီးနောက်ပိုင်းမှာ YRT ယခု YRTC ဖြင့်ပြောင်းလဲရာဒိတ်ဆုံးထိမပြည့်စဲသောအလားတူဖြစ်ရများမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ထို့ရမှာနောက်ပိုင်းမှာဒိတ်ဆုံးထိမပြည့်စဲသောဖြစ်ရမျိုးပြန်လည်လှုပ်ဆောင်လာပြီးယခုနောက်ပိုင်းမှာပုံမှန်များပြားလာတယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့လူမှုကွန်ရက်အသုံးပြုကလိုင်စင်မဲ့ယင်များရောင်းဝယ်ပြုလုပ်နေသူတူကကားလေးစီးနေသူဖော်ထုတ်ဖန်စီရမိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လုံခြုံရေးနဲ့တရားဥပဒေစိုးမိန်လုပ်ငန်းများကိုနှောက်ယှက်ဖျက်ဆီးလုပ်သူများက ၎င်းတို့ပြစ်မှုကျူးလွယ်ရာတွင်တဲလွန်တန်းသာမရှိစေရေးလိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များအသုံးပြုကျူးလွန်ဖောက်ပြက်ခြင်းများဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်နဲ့အညီနိုင်ငံအနှံ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များတွေ့ကြစွာအသုံးပြုလာတဲ့ကဲ့သို့လိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များကိုလည်းတရားမဝင်ရောင်းဝယ်မှုများပြုလုပ်ကြတဲ့အပြင်လူမှုကွန်ရက်ဆာမျက်နှာများအသုံးပြု၍အယောင်းဝယ်ပြုလုပ်ခြင်းများဆောင်ရွက်လာသည်ကိုစစ်ဆေးတွေ့ရှိရသည့်ဖြင့်ထို့ကဲ့သို့လိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များတရားမဝင် ရောင်းဝယ်အသုံးပြုခြင်းအားတာဝန်ရှိသူများကစစ်စစ်ဖော်ထုတ်ခြင်းများအဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယခုခါလေလူမှုကွန်ရက်စာမျက်နှာပေါ်မှာလိုင်စင်မဲ့ရောင်းချသူတို့ကိုမြောက်ရီမြို့မှာဖမ်းဆီးရမိခဲ့ပါတယ်လိုင်စင်မဲ့မော်တော်ယာဉ်များထားရှိရာရောင်းဝယ်ပြုလုပ်နေကြောင်းဖော်ထုတ်သိရှိရသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းဖွဲ့ဟာနိုဝင်ဘာလ25ရက်နေ့ည7:30မိနစ်မှာဝင်ရောက်ရှာဖွေခဲ့ရာနောင်မင်းဆက်ဆိုသူဟာလိုင်စင်မဲ့မော်တော်ယာဉ်3စီးစစ်စစ်မော်တော်ယာဉ်2စီး စုစုပေါင်း၄စီးနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။မိုင်စမဲမော်တော်ယာဉ်များလူမှုကွင်းရအုံပြုပြီးအယောင်ဝယ်ပြုလုပ်နေသူနောင်မင်းဆက်အားမြရီမျိုးမရက်ကန်ပအမှန်168 2025 2025ပို့ပေါ်တွင်ကုန်ဥပဒေပုံမှန်ရှိဖြင့်ဖမ်းဆီးစစ်ဆေးအဲ့ရရှိကြောင်းအလားတူအကောက်ခွန်မဲ့တရားဝင်လိုင်စင်မဲ့မော်တော်ယာဉ်များမော်တော်ဆိုင်ကယ်များစီးနှင်းသုံးပြုအယောင်ဝယ်ပြုခြင်းများအားဖော်ထုတ်ဖမ်းဆီးရဥပဒေနဲ့အညီထိရောက်စွာရည်ယူဆောင်သွားမှာဖြစ်ကြောင်းတင်ရရှိပါသည် အခုတင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီးရီးစီးဝိုင်းလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်းလန်းကြပါစေခင်ဗျာ။